ပရီးမီးယားလိပွဲစဉ်၁၁အပြီးမှာပရီးမီးယားလိနဲ့ပတ်သက်တဲ့ထူးခြားမှတ်တမ်းအချို့ကိုကျွန်တော်ရဲ့ညီကိုနဲ့အတူတူသုံးသပ်ဆွေးနွေးမှုလုပ်သွားကြပါမယ်။ Welcome to my party. We're just getting started. A life is a dream or a nightmare scarring. မင်္ဂလာပါဗျ။ Cookings the football show ညချိုးသွားရဲကျွန်တော်ကခမ်းပါ။ Premier League ရတော့ပွဲစဉ်7ပြီးသွားခဲ့ပြီ။ပွဲစဉ်7ကြည့်ရဖို့ဂျားထဲမှာ UE နေတဲ့ International Break ကိုပြင်းစွာကျွန်တော်တို့ခန်းစားအောင်မယ်။ ဒီ international break ပြီးမှ premier league ပွဲစဉ်ဆက်နှစ်လာမှာပါ premier league ပွဲစဉ်ဆက်နှစ်73နေမှာတကယ်ကြည့်လို့ကောင်းမယ်ပွဲတွေတောက်လျှောက်ပါလာပါလိမ့်မယ် okay အဲ့တော့ပွဲစဉ်71မှာထူးခြားတဲ့ကိန်းနဲ့မှတ်တမ်းအချက်လက်တချို့ရှိနေပါတယ်။ Austin ကတော့သူတို့ရဲ့နောက်ဆုံး10ပွဲဆက်အနိုင်ရက်တန့်သွားတယ်လို့နောက်ဆုံး10ပွဲဆက်ဂိုးမပေးရပဲအနိုင်ရရှိခဲ့မှုလည်းရက်တန့်ခဲ့ပါတယ်။ဒါပေမဲ့ Austin တင်းဒီအထကောင်းနေသေးပဲလို့ပြောရမှာပါ။ဆိုတော့ကျွန်တော်ဒီနေ့အဓိကဆွေးနွေးချင်တာလက်ရှိ ဇရားရက်တည်မှုနောက်ဂိုးသွင်းထားတဲ့ကစားသမားတွေကဘသူတွေကထိတ်ဆုံးကဥဆောင်နေပြီးဘသူတွေကနောက်ကဖိအားပေးနေလဲဒါတပိုင်းပေါ့နော်နောက်ထပ်တပိုင်းကအရင်နှစ်ကာလတွေနဲ့ရှင်ပြမဲ့အချက်လက်တွေလည်းရှိပါသေးတယ်โอเคအဲ့တော့လက်ရှိဇရားရက်တည်မှုကိုကြည့်မယ်ဆိုရင် အာစတယ်တင်းကတော့ twin go 20ပေးကို5ကိုနဲ့ go difference 15မှတ်ရထားတယ်ပေါ့နော်ရမှတ်ကတော့26မှတ် မက်ဆီဒီကတော့နောက်က22မှတ်နဲ့4မှတ်အကွာဖိအားပေးနေတယ်မက်ဆီဒီရဲ့ twin goal က23 goal ရှိတယ်ဒီတို့ကြောင့် premier league မှာတိုက်စစ်အကောင်းဆုံးအသင်းဟာမန်ဆီးတီးပါဒီတိုက်စစ်အကောင်းဆုံးလို့ဆိုတဲ့နေရာမှာနောက်ကွယ်ကအဓိက supporting လုပ်နေတဲ့သူသည် Arlen Brown Haaland ဖြစ်ပါတယ်အဲ့တော့ Haaland goal twin ယူတဲ့ပွဲတိုင်းမန်ဆီးတီးများသောအားဖြင့်နိုင်တယ်အခု ဘောလုံးရတီမှာအာလင်းဟာလန်အဖွင့်ကိုသွင်းယူပြီးတဲ့နောက်မှာရှုံးတဲ့ပွဲစဉ်ဆိုလို့တပွဲပဲရှိပါတယ်။အဲ့ဒီပွဲစဉ်က Brighton အသင်းကို2-1နဲ့အဝေးကွင်းမှာရှုံးခဲ့တဲ့ပွဲစဉ်မှာကျန်တဲ့ပွဲတွေမှာအဲ့ဒီဂျိုသားကိုသွင်းပြီဆိုရင်အ ਨੇ ဆုံးတော့တေရလက်ရပါတယ်။များသောအားဖြင့်နိုင်ပွဲတွေကြီးပဲမက်ဆီဒီကဟာလန်ကိုသွင်းပြီးပုံပေါ်နိုင်ခဲ့ပါတယ်အဲ့အတွက်ကြောင့်ဟာလန်ရဲ့အရေးပါအရာရောက်မှုဟာလန်ရဲ့လက်ရှိအချိန်မှာကမ္ဘာ ဘောလုံးဇက်ကုံဆင်မြင့်ပေါ်မှာအမြင့်ဆုံးနေရာနေပြန်တန်းနေမှုကိုအတိမတ်ပြုနားလဲလက်ခံရပါလိမ့်မယ်။တနည်းအားဖြင့်ဘာလွန်ဒေါ်လို့ခေါ်တဲ့ဘောလုံးလောကရဲ့ဂုံတရီအကြီးမားဆုံးစုတစ်ခုကိုမျက်စောင်းထိုးနိုင်နေုံသာမကပဲရရှိဖို့အတွက်အခွင့်အရေးများစွာရှိနေပါပြီ။အဲ့တော့ Norway GN Striker တွေထဲမှာနမဲကြီးကစားသမားတွေအများကြီးရှိခဲ့ဘူးလေဗျာ။ ကျွန်တော်တို့ဟိုးရင် Andre Flo တို့တွေကစမိတယ်နောက်ပိုင်း Oligana Socha တို့ရှိမယ် Jun Karu တို့ရှိမယ်စသဖြင့်ပေါ့လေ Norway ကတော့တိုက်စစ်ကစားသမားကောင်းတွေပေါ်တယ်တိုးပေမဲ့ရှေ့ကပေါ်ခဲ့တဲ့တိုက်စစ်မူကြီးတွေတက်ကိုအားလင်းဟာလန်ကဘောလုံးဇက်ကုံစင်မြင့်တနေရာကိုရောက်ရှိလာမယ်လို့ကျွန်တော်ယူဆတယ်အနီးကဆုံး ခစ်ပြိုင်ကစားသမားတွေပေါ့နော်ဥစမန်ဒမ်ဘီလီဒါဘာလုံတော့ရသွားပြီကီလင်အမ်ဘပေဆိုရင်လည်းဘာလုံတော့ရဖို့အနည်းဆက်ဆုံးအခြေအနေမှာရှိနေတယ်လီယိုနဲ့ဒါခရစ်စတီယာနိုတို့ခစ်ကတော့ကုန်သွားခဲ့ပြီပေါ့အဲ့တော့ကြောင့်ဟာလန်ဒီဒီဘောလုံးရသည်မှာဒါမန်စီးတီးအသင်းနဲ့အဓိကဖလားနှလုံးလောက်ကိုရယူနိုင်ခဲ့မယ်ဆိုရင်ဘာလုံတော့ကသူရဖို့တော်တော်လေးအခြေအနေများသွားမှာပါမရရင်လည်းဒါမေကွန်ထုတ်ရှင်စရာအများကြီးရှိသွားပြီသူရဲ့ဂိုးသွင်းစွမ်းရည်ကြီးကကြောက်စရာကြီးဖြစ်ပါတယ်လက်ရှိအချိန်မှာပရီးမီးယားလိရဲ့ဂိုးတွေကို သူ့ကိုလိုက်မိနိုင်မဲ့ကစားသမားဆိုတာမလွယ်တော့ဘူးဗျဒီနေရာမှာတခုဖြစ်ဆွက်ချီကျူးကျင်တာဟာလဲရဲ့နောက်မှာဖိအားပေးနေတဲ့တိုက်စစ်မှုတယောက်တော့ရှိတယ်သို့တော့ဂိုးကတော့กว่าเลย69ติติกว่าပါတယ်ဘာတူလဲဆိုတော့ဘရာဇီးတိုက်စစ်မှု Igor Tiago ဖြစ်ပါတယ် Tiago ကတော့နောက်က69နဲ့ဖျားပေးနေတယ် Tiago ရဲ့နောက်မှာ Danny Webber ရှိပေမဲ့ကျွန်တော်ပွဲစဉ်နှစ်လောက်မှာတော့ပြောခဲ့သလိုပေါ့ Arlen Haaland ကိုလိုက်မိမဲ့တိုက်စစ်မှုဆိုတာလည်းမရှိနိုင်လောက်တဲ့အခြေအနေမျိုးပါ ပွဲတင်ဆက်တပွဲကစားပြီးတဲ့အချိန်မှာ14ကိုသွင်းတယ်တကူဖန်တီးထားတယ်အားလုံးပေါင်း goal contribution က15ကိုရှိတယ်တခြားနေရာတွေမှာယက်တီမှုတွေကိုကြည့်မယ်ဆိုရင်တော့တန်းစည်းစုံသားမှာယက်တီနေတဲ့အသင်းတသင်းအကြောင်းကိုကျွန်တော်နည်းနည်းဆွေးနွေးရလိမ့်မယ် Wolverhampton ဖြစ်ပါတယ် Wolverhampton အသင်းကတော့လက်ရှိအချိန်မှာနိုင်ပွဲလုံးဝမရရှိသေးပဲနဲ့အမပေးစရာရဲ့ဟိုးအောက်ဆုံးမှာယက်တီနေတဲ့တန်းစင်းမိုးအတွက်အခွင့်အရေးအများကြီးရှိနေတယ်ဗျဘာကြောင့်လဲဆိုတော့သူကနှစ်မှတ်ပဲရသေးတယ် သူ့ပုံမှာရက်တည်နေတဲ့ Northern Forest အတင်းတော့မှာကိုမဲ့ရတယ်ခုနှစ်မဲ့กว่าတယ်ခုနှစ်မဲ့ဆိုတော့กว่าချချက်က၃ဘွဲသာရှိတယ်အဲ၃ဘွဲအချိန်ကာမြေတက်လန်းနိုင်တယ်ဆိုပေမဲ့လည်းအဲ့ဒီအပေါ်မှာရှိနေတဲ့အတင်းတွေကအတကုံပြင်းနေတာတခုပဲတန်တက်လာတဲ့အတင်းအတင်းဖြစ်တဲ့ Lease နဲ့ Ban လေးအချိန်ကာမြေတက်စီဆောင်တွေကိုကြာသွားနိုင်တယ်အဲ့အတွက်ကြောင့်သူဒီကပြန်ရမှာ Lease နဲ့ Ban လေးတို့ဖြစ်နေတယ် Wasan တို့ Northern Forest တို့ကအရင်စိုးရင်ဇာတော့မရှိဘူးเนาะ bro ဘာကြောင့်လဲဆိုတော့အချိန်တန်ရင်သူတို့အပေါ်ပြန်တက်လာလိမ့်မယ် ဲ့အတွက်ကြောင့်ဟူဗန်အန်နန်ဒီလက်ရှိချိန်မှာအတော်လေးရေကြီးနေပြီလို့ပြောနိုင်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ညီကိုတို့တလက်စာရေးမိဆက်ပေးချင်တာလေးတခုရှိပါတယ်။ဘလုံးမွဲတွေကစားချင်တယ်ဆိုရင်တော့စီနီယာတော့ချက်စီမှာမောင်ငါ6အိုင်ဘက်ခွန်ရှင်ကို၅သလုံးမစ်တိုကိုမမ်ဘာသစ်ယူနစ်ဖြစ်အပူစုချင်းကစားလို့ရတယ်။အသေးသေးသိချင်တယ်ဆိုရင်တော့ဗပနမတ်39 893 1380မှာဆက်သွယ်ဆုံးလမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာ။ Okay အဲ့တော့ကျွန်တော်ဟူဗန်နဲ့အသင်းဘက်ကိုပြန်ပြီးတော့လှည့်လိုက်အောင်အဲ့တော့ wolf အနေနဲ့နီးပြတဲ့တယောက်ကိုခံအပ်ဖို့ ကျိုးပန်းနေတယ်လို့သိထားရတယ်။အခုနောက်ဆုံးသတင်းကတော့ Rob Edwards ကိုခတ်မယ်ဆိုတဲ့သတင်းတွေရထားတယ်။ဒါပေမဲ့လည်း Wolverhampton အသင်းဒီဒီလိုနိုင်ပွဲမရရှိမှုကအရင်အချိန်ကြီးစိုးတာတော့လည်းမဟုတ်ဘူး။ Premier League တမိုင်းနဲ့ချီပြီးတော့နိုင်ပွဲမရတာမဟုတ်ဘူး။ Premier League ပွဲစဉ်17ကစားပြီးတဲ့အချိန်မှာနိုင်ပွဲမရခဲ့တဲ့အသင်းတွေ၈နှစ်တည်းမှာလည်းရှိခဲ့ဘူးတဲ့အဲ့ဒီအပိုင်းလေးပါကျွန်တော်ဖြည့်ဆွက်ပြီးပြောချင်တယ်လွန်ခဲ့သော၄နှစ်တုန်းကပဲအခုလို Premier League ပွဲစဉ်17ကစားပြီးတဲ့အချိန်မှာ Newcastle အသင်းဟာ နိုင်ပွဲတပွဲမှမရခဲ့ပါဘူးဒါပေမဲ့ဝူဗန်တန်အသေးလောက်တော့အခြေအနေမစိုးဘောเนาะအဲ့တော့2021 24နှစ်အကြာမှာနယူကာဆယ်ကစတဲ့ပွဲကစားပြီးနိုင်ပွဲမရှိပေမဲ့၅ပွဲတည်ကြပြီး၆ပွဲရှုံးခဲ့တယ်အဲ့အတွက်ကြောင့်ရမှတ်၅မှတ်ရခဲ့တယ်ဒီနှစ်ရာသီဝူဗန်တန်ကတော့စတဲ့ပွဲကစားပြီးတဲ့အချိန်မှာနိုင်ပွဲမရှိ၂ပွဲပဲတည်ကြပြီး၉ပွဲတောင်ရှုံးခဲ့တယ်အဲ့အတွက်ကြောင့်ရမှတ်ကတော့၂မှတ်ပဲရခဲ့တယ် ဒါပေမဲ့2020 21လွန်ခဲ့တဲ့9နှစ်အကြာမှာတော့ Wolf ထက်အခြေအနေဆိုးခဲ့တဲ့အသင်းတစ်သင်းရှိပါတယ်။အဲ့ဒီအသင်းကတော့ Sheffield United ပါ။ Sheffield က အဲ့ဒီအချိန်ကာလမှာပရီးမီးယားလိပွဲစဉ်17ပွဲကစားပြီးတဲ့အချိန်မှာနိုင်ပွဲမရှိဘဲချန်နဲ့10ပွဲကတော့ရှုံးနေခဲ့ပါတယ်။အဲ့တော့ကြ Wolf အနေနဲ့မျော်လင့်လို့ရသေးတယ်ပေါ့နော်အချိန်လေးအရင်မဆိုးသေးဘူး။နောက်ဆုံး5-6နှစ်အတွင်းမှာ Wolf တဲ့အချိန်လေးဆိုးခဲ့တဲ့အချိန်လေးတူခဲ့တဲ့အသင်းတွေရှိသေးတယ်။ဒီတော့ကြောင့်ပရီးမီးယားလိတမိုင်းနဲ့ချီပြီးအချိန်လေးမဆိုးတာမဟုတ်တဲ့အတွက်နီးပြအသင်းနဲ့လမ်းကြောင်းမှန်ပေါ်ရှောက်လန်းနိုင်မယ်ဆိုရင် Wolf အနေနဲ့တူတူတန်တန်လေးဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ဲနောက်ဆုံးဆွေးနွေးရမယ့်ထူးခြားမှတ်တမ်းကတော့ Arsenal အကြောင်းပေါ့နော်အဲ့တော့ Arsenal ဒီဒီနေ့ရာဒီတော်တော်လေးကောင်းလာတာတော့မှန်တယ်ဆက်တပွဲကစားပြီးတဲ့အချိန်၈ပွဲနိုင်၂ပွဲတည်တပွဲရှုံးရာဂို၂၀ပေးဂို၅ဂို GD 15ဒါအားရစရာကောင်းပေမဲ့ Arsenal စံချိန်တင်ထားတဲ့ခုနှစ်တခုကိုမမိသေးပါဘူးအစာကောင်းပေမဲ့လေ2022-23ကအာဆင်ရဲ့အပွင့်ပွဲစဉ်၁၇ပွဲဆွဲဆောင်ရေကိုမှီဖို့လိုအပ်ချက်ရှိနေပါတယ် အဲ့ဒီ2022 23လောကအာစတင်ကစက်တပွဲကစားပြီးတဲ့အချိန်မှာ10ပွဲတောင်နိုင်နေတယ်ဗျသူတို့တပွဲပဲရှုံးခဲ့တာရာကူက28ကိုရှိပြီးတော့ပေကူကလည်း10ကိုပဲရှိခဲ့တယ် GD ကလည်း18ရမတ်က20အဲ့တော့ကြောင့်အာစတင်ဒီနေ့ရာဒီအထကောင်းတယ်အမြင့်ပြန်တယ်ဆိုရင်အဲ့2022 23ဘောလုံးရာဒီကပွဲစဉ်စက်တပွဲကစားပြီးတဲ့အချိန်မျိုးကိုမမှီဘူးဒါကအာစတင်ဂျင်းပဲကျွန်တော်ရှင်းပြတာ ဒါပေမဲ့လည်းပြီးခဲ့တဲ့ဘောလုံးရာသီတွေတုန်းကအကောင်းဆုံးဖြစ်ခဲ့တဲ့ဒါလီဗာပူးကိုလည်းပရီးမီးယားလိပွဲစဉ်ဆက်တပွဲကစားပြီးတဲ့အချိန်မမီခဲ့ဘူးပေါ့နော်2024 25တော့လီဗာပူးတင်းကဆက်တပွဲကစားပြီးတဲ့အချိန်မှာ6ပွဲနိုင်တပွဲတည်ကြပြီးတပွဲပဲရှုံးခဲ့တယ်။ရာကို22ကိုပေးကို6ကိုရှိပြီး GDR 15ရတယ်။ရမတ်က28မှတ်တည်းရရှိခဲ့ပါတယ်။အဲ့အတွက်ကြောင့်အာစတန်သင်းသည်စံချိန်တွေတင်နေတယ်ဆိုပေမဲ့လည်းဒါဟိုတာမန်ဇယားဖြတ်တမ်းမှုတစ်ခုလို့ပဲယူဆပါတယ်။ အခုလက်ရှိအချိန်မှာဒီစံချိန်တွေရပ်တန့်သွားခြင်းဟာတစ်ခုလဲကောင်းတယ်တစ်ခုလဲမကောင်းဘူးပေါ့เนาะ PR တွေတော့ညှော်နေသွားပါတယ်ခင်ဗျ။ဟုတ်ကဲ့ဒါကတော့ Premier League ပွဲစဉ်17ပြီးမှ Premier League နဲ့ပတ်သက်တဲ့ထူးခြားမှတ်တမ်းအချို့ကိုသုံးသပ်ဆွေးနွေးမှုလုပ်ခဲ့တာပါ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။